ဒီရှင်ရဲ့ကော်စတူမ်တွေကတော့ဒီမြမအနှစ်သာရကိုပေါ့နော်လုံးဝပြပြဝဝဖော်ပြသွားမဲ့အဲကော်စတူမ်လေးဖြစ်မဲ့ cherry ပြင်သွားတဲ့ national costume ဒီဒါမြန်မာနိုင်ငံရဲ့အပိုင်းမြန်မာနိုင်ငံရဲ့ရည်ကြီးမှုအနှစ်သာရဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့ဒါကိုတစ်ဖက်လူတွေဘလောက်ထိစိတ်ဝင်စားအောင်ချပြနိုင်တယ်လဲဆိုတာကကြတော့ဒီ cherry ပေါ်မှာမူတည်သွားပြီဆိုတော့ cherry အကောင်းဆုံးလဲပြင်ဆင်ထားတယ်အကောင်းဆုံးလဲလုပ်သွားပါမယ်ဂျွန်လ9ရက်နေ့ပေါ့နော်9ရက်နေ့ကိုမနက်6နာရီကိုဒီ လေးစိတ်မှာပေါ့နော်အားလုံးစုံကြမယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်အဆင်ပြေမယ်ဆိုလို့ရှိရင်တော့ cherry ကို like ပို့ပေးစီခြင်းပါတယ်အဲ့နေလေးမှာအားလုံးနဲ့လည်းစုံခြင်းပါတယ်လို့ this month ကတော့ cherry နေနေရလေးဘာကြီးရမညာကြီးရမရဲ့လို့အဲ့လိုမျိုးတော့မရှိဘူးပေါ့နော်ကိုကတော့အမြင့်ဆုံးကိုပဲမျောလင့်နေပေါ့နော်ဒါပေမဲ့ဖြစ်မလာခဲ့လို့ရှိရင်လည်းကိုယ်စိတ်ကိုတော့ပြင်ဆင်ထားရရှင်ဟုတ် အဲ cherry အခုကတော့ဒါသွားမဲ့ရက်လဲရန်ကပ်ပြီးဆိုတော့ဒါ cherry မန်ဆိုဆိုလို့ရှိရင်တော့နားမဲ့ချိန်ပေါ့နော်ဒါပေမဲ့ cherry ရှိမှာ visa ကိစ္စလေးတွေကနည်းနည်းအ jump ဖြစ်တာလေးတွေရှိတဲ့အခါကျတော့ဒီ visa ကိစ္စလေးနည်းနည်းအချိန်လေးတွေကုန်သွားတဲ့အခါမှာ cherry ဒီအပြင်ဆင်ရမဲ့ဒီ training ဘိုင်းလေးတွေပြီးတော့ကျတော့ whistle collect လုပ်တဲ့အပိုင်းလေးတွေပေါ့နော်ဒီဘိုင်းလေးတွေအခုတေချာလေးလှုပ်ဆောင်နေတယ်အပြီးလို့ရှိရင်ဒါခုနှစ်ရက်နေကြလို့ရှိရင်တော့ဒါပုံလမ်းသွားပြီပေါ့နော်ဟုတ်တယ်အရန်ရှင်ခုံနေတယ်ပြီးတော့ကျတော့ဒီ9ရက်နေသွားမဲ့အတွက်ကိုလည်းအခုကြဲရပါတော့နော်ဒါအရန်စိ လုပ်ရှားရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါနိုင်ငံ80ကျော်နဲ့ကိုကဒီရမောင်တန်းပြီးတော့မှမြန်မာဆိုတာဘာလဲဆိုတာချပြရတော့မဲ့ဒီအခြေအနေတစ်ခုပေါ့နော်။အရန်ကိုခုတည်းကကြိုးပြီးတော့မျောလင့်နေပြီပေါ့နော်။အဲချီတို့တလနီးပါးလောက်ကြာမယ်။28ရက်နေ့ကဂျွန်လ28ရက်နေ့ကချီတို့ final ဖြစ်မယ်ပေါ့နော်။ရှေ့မှာတော့ဒါအဲရှေ့ရမှာဒီပြိုင်တယ်လို့မျိုးပဲပေါ့နော်။ဒီသူတို့ challenge တွေအများကြီးကြော်ဖြစ်ရမယ်။ preliminary တွေရှိမယ်။ပြီးတော့ကြာတော့ဒါ national costume ပွဲတွေလည်းသူတို့ဒီချာလေးကိုလုံမှာဆိုတော့ဒီ ပွဲစဉ်တွေကတော့အရင်များနေမယ်စူပရာမှာ challenge တွေကလည်းအရင်များတယ်ဆိုတော့စိတ်ဝင်စရာစရာကောင်းတဲ့အပိုင်းတွေတော့အများကြီးပါတယ်ပေါ့နော်ဘွဲရဟုတ် ဥပမာဒီ modeling challenge ဆိုလို့ရှင်လဲချော်ရီတာဝစ်စုံနဲ့အကောင်းဆုံးဘယ်လို performance ပြမလဲပေါ့နော်ဒီຢာတွေကိုပြင်ဆင်နေ pressure close door အတွက်ကိုလည်းဒါတီချာလေးကိုချော်ရီပြင်ဆင်နေရပေါ့နော်ဒီ communication ဘိုင်းနဲ့ပတ်သက်ပြီးတော့ပြီးတော့ကျတော့ချော်ရီရဲ့ဒီ project ဘိုင်းဆိုင်ရာတွေပြီးတော့ကျတော့ဒီ initiative ဘိုင်းဆိုင်ရာတွေကိုရောဒီဘယ်လိုချပြသွားမလဲဆိုတာတွေအခုကတည်းကတီချာလေးတော့အသေးစိတ်ပြင်ဆင်နေပါတယ်ရှင်ဟုတ် National costume drop ကတော့ဒီမြမအနှစ်သာရကိုပေါ့နော်လုံးဝပြပြဝဝဖော်ပြသွားမဲ့အဲ costume လေးဖြစ်မဲ့ ဆိုတော့အားလုံးပဲစောင့်ကြည့်ပေးကြပါဦးပါအတိုင်းမသိပါဘာဖြစ်လို့လဲဆိုတော့ဒီ cherry ပြင်သွားတဲ့ national costume ဒီဒါမြန်မာနိုင်ငံရဲ့အပိုင်းမြန်မာနိုင်ငံရဲ့ရည်ကြီးမှုအနှစ်သာရဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့ဒါကိုတစ်ဖက်လူတွေဘလောက်ထိစိတ်ဝင်စားအောင်ခြားပြနိုင်တယ်လဲဆိုတာကတော့ဒီ cherry ပေါ်မှာမူတည်သွားပြီဆိုတော့ cherry အကောင်းဆုံးလဲပြင်ဆင်ထားတယ်အကောင်းဆုံးလဲလုပ်သွားပါမယ်ဒါ cherry ကာလာတလျှောက်ပေါ့နော်ဖြတ်တန်းလာတဲ့တလျှောက်မှာစိတ်လှုပ်ရှားမှုအများအမြင့်ဆုံးအပိုင်းပေါ့နော်ဘာဖြစ်ဆိုလဲဆိုတော့ဒါဒီဒီနိုင်ငံတကာနဲ့ရင်မောင်တန်းပြီးတော့မှဒါမြန်မာနိုင်ငံရဲ့အနှစ်သာရတွေယဉ်ကျေးမှုတွေ custom cultures တွေအကုန်လုံးဒါဒီကဘာနဲ့ခြီးတဲ့ပြိုင်ပွဲဆိုတော့လေအာချယ်ရီအနေနဲ့ကတော့ရေငုံစိတ်လှူရှာမှုကတော့ဒါအမြင့်ဆုံးအပိုင်းပါပဲချယ်ရီ2018လောက်တုန်းကပေါ့နော်ဒီ Miss Landscape international ပြိုင်ခဲ့တယ်ပေါ့เนาะဆိုတော့အဲဒီတုန်းကကာလာနဲ့အခုနေ့ကတော့မတူတော့ဘူးပေါ့เนาะတော်တော်လေးကွဲပြားခြားနားမှုတွေရှိမယ်အဲတော့ကလည်းပြန်ဆိုင်မှုကတကယ်ပြင်းထန်ခဲ့တယ်။ချယ်ရီနေတဲ့ဆယ်ကျော်သက်အရွယ်မှာဆိုတော့ PR တွေလည်းအများကြီးပဲရင်ဆိုင်ခဲ့ရတယ်ပေါ့နော်။ဆိုတော့အဲ့ဒီတော့ကမားခဲ့တဲ့အမားတွေလုတ်ခဲ့တဲ့ဒီ mistakes တွေအကုန်လုံးအခုပြန်ပြီးတော့ fix လုပ်မယ်။အာပို့ပြီးတော့ကောင်းနေပေါ့နော်။ဒီ better versions cherry mode အနေနဲ့ဒီပွဲမှာ cherry အာဒီသုံးနိုင်တဲ့မြတ်စိတ်ခွန်အားလူခွန်အားအကုန်လုံးသုံးပြီးတော့ တခြားလေးကိုရှင်ပြိုင်သွားပါမယ်။ရှေ့မှာလေးဟိုကြော်ဖြတ်ခဲ့တဲ့ experience တွေဆိုတာကဒါကိုယူတဲ့ယူရတဲ့လိုမျိုးသင်ခန်းစာရတယ်ပေါ့နော်။ဆိုတော့ဒီဟာကိုအမားတစ်ခုအနေနဲ့ကိုကမခံယူဘဲနဲ့သင်ခန်းစာတစ်ခုအနေနဲ့ခံယူပြီးတော့ကိုဒီပြန်လည်ပြီးတော့အသုံးချရမယ်အပိုင်းနေမှာဆိုလို့ရှိရင်ကိုအရင်ကမှားခဲ့တဲ့အမားတွေကိုရှောင်နိုင်သွားတာပေါ့။ဆိုတော့ချယ်ရီကတော့ဒါချယ်ရီအတွက်အရန်ကောင်းတဲ့ experience တစ်ခုပါ။ဘာဖြစ်လို့လဲဆိုတော့ချယ်ရီရဲ့ဒီ super journey မှာလည်းချယ်ရီအကောင်းဆုံးရှောင်လန်းနိုင်မှုအတွက်ဒီဟာတွေကနေသင်ခန်းစာယူရမှာဆိုတော့ချယ်ရီကတော့အဲဒီ shape မှာ ပြိုင်ငယ်ဘူးတဲ့ပြိုင်ပွဲကိုအာဒီကိုယ့်ရဲ့အကောင်းဆုံးသင်ခန်းစာအကောင်းဆုံးအတွေ့အကြုံလေးနဲ့ပဲမှတ်ယူပါတယ်ဒီ beauty pageant တိုင်းကတော့ဒီပွဲတိုင်းကတော့သူတို့ရဲ့ signature ဖြစ်တဲ့လိုချင်တဲ့ပေါ့နော်ဒီအချက် point လေးတွေရှိတယ်ပေါ့နော်ဒီ cherry root super မှာကျတော့ तू ကဒီကိုယ့်ပုံစံအတိုင်းလေးပဲ သူက authenticity ကို လုံးဝဥစားပေးတယ်ပြီးတော့ကျတော့ကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့အရေးချင်းနေနဲ့တခြားသူကိုဘလို့လွှမ်းမိုးမှုလုပ်နိုင်မလဲကောင်းသောလွှမ်းမိုးမှုနဲ့ပေါ့နော်ဒီຢာကိုသူတို့ကြည်တယ်ဆိုတော့ cherry အနေနဲ့လည်းဒါ cherry သည်အဲတစုံတဥ်ကိုမိခိုးအားကိုးပြီးတော့မှဒီ inspire ယူထားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့အရှိရှိတိုင်းပုံစံလေးအတိုင်းနဲ့ကောင်းသောလွှမ်းမိုးခြင်းနဲ့ပေါ့နော်ဒါ cherry တို့ရဲ့လူငယ်တွေမြန်မာနိုင်ငံကလူငယ်တွေ global ကလူငယ်တွေကိုဘလို့လွှမ်းမိုးမှုပေးနိုင်မလဲဆိုတာမျိုးလေးကို cherry ပွဲမှာပြသသွားပါမယ် ဟုတ်ကဲ့ project တွေကတော့ cherry တောက်လျှောက်မှာပေါ့เนาะဒီအပွဲမှာအတူတူပြိုင်ကြတဲ့ super sister တွေနဲ့လည်း sharing တွေလုပ်မယ်ပြီးတော့ကျတော့ဒီ close door interview တွေဘာတွေမှာဆိုလို့ရှိရင်လည်း cherry တေချာလေးကိုဒီဘက်ကိုထည့်သွင်းပြီးတော့ပြောသွားမယ်ပေါ့เนาะဆိုတော့ cherry ရဲ့ project ကိုလည်း cherry မှန်ပြောလို့ရှိရင်မျောလင့်ထားတယ်ပေါ့เนาะဒီ top ဝင်မှုကိုလည်းမျောလင့်ထားတယ်ဆိုတော့အအများကြီးချက်ပြတ်သွားပါအောင်မယ် cherry talent ဘိုင်းကိုလည်းစိတ်ဝင်စားတဲ့သဘောကြတယ်ပြီးတော့ကျတော့ဒီ modeling challenge ဘိုင်းကိုလည်းတော်တော်လေးကိုအားရတယ်ပေါ့เนาะဘာဖြစ်လဲဆိုတော့ဒီ medi ရဲ့ဒီ face expression နေပြီးတော့ကျတော့ရှောက်လန်းတဲ့ဒီ gesture တွေဆိုလို့ရှိရင်လည်းလုံးဝ modeling ဆိုလို့ရှိရင် modeling mistype ဆိုလို့ရှိရင်ဒီ pageantry ဆိုလို့ရှိရင် pageantry လုံးဝကွဲပြားတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချက်ကို ရင်ကောင်းစိတ်လှုပ်ရှားရဲ cherry ကြလို့ရှိရင်လည်းဘလို့လေးလုပ်မယ်ဆိုပြီးတော့လည်း inspire ယူပြတယ်ပေါ့နော်မဒီကိုအဲနောက်ကြတော့ဒီ talent mind ဆိုလို့ရှိရင်လည်းလုံးဝ surprise ကြီးလှုပ်ရှားသွားတာပေါ့နော် drag queen ပုံစံမျိုးပေါ့နော်ဆိုတော့ top တွေလည်းဝင်နေစင်ပေါ်မှာလည်းဖျော်ဖြေခွင့်ရခဲ့တယ်ဆိုတော့ cherry ရဲ့ talent လေးလည်းအဲ့လိုလေးစင်ပေါ်မှာဖျော်ဖြေခွင့်ရရချင်မိတယ်ပေါ့နော်အဲ့လိုလေးစိတ်လေးတော့ဖြစ်မိတယ်အားကြမိတာပေါ့မဒီကိုလေးအများကြီးလည်းစူးစမ်းထားပါတယ်ဟုတ်မဒီကတော့တောက်လျှောက်ပါပဲသူခုဆိုလို့ရှိရင်လည်းဒါ series တွေရိုက်နေပြီပေါ့နော်အဲ့လိုမအားတဲ့ခြားတွေကနေပြီးတော့ cherry ရဲ့ပွဲနေ့ဘဲချင်းသွား ောင်းမှလည်းအမလိုက်ပို့ပေးခြင်းလို့ပေါ့နော်ပြီးတော့ကြတော့ဒီ cherry မနက်ပိုင်းအရန်စောတယ်ပေါ့နော်ဆိုတော့ cherry ဒီ fans တွေကိုလည်း cherry အားနာမိပါဘူးလို့ဆိုတော့အရန်စောတဲ့ခါကျလိုက်ပို့ရတာအရေးပြတ်တဲ့အလုပ်ပြတ်တာမျိုးတွေရှိတယ်လေဆိုတော့မဒီယာ तू တစ်ချက်ဟိုဘက်ကိုညှိကြည့်လိုက်မယ်ပေါ့နော် तू အလုပ်လေးတော့ရှိနေတယ်ဒါပေမဲ့သူညှိပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်လာခဲ့မယ်ဆိုပြီးတော့အဲ့လိုမျိုးအထိသူ supporting ပေးတယ်ဘာလို့ဆိုသူညမလေးသူ like ပို့ပေးချင်တာဟုတ်ဆိုတော့အမကိုလည်းကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ချယ်ရီတို့ဒီဂျွန်လ9ရက်နေ့ပေါ့နော်9ရက်နေ့ကိုမနက်6နာရီကိုဒီ လေးစိတ်မှာပေါ့နော်အားလုံးစုံကြမယ်ဆိုတော့အရန်ဆောတဲ့အချိန်လေးတော့ဖြစ်နေတယ်အဲဒါပေမဲ့ပေါ့နော် cherry ကတော့အဲ့ဒီအားဖြစ်ချင်တာပေါ့နော်အဲဖြစ်နိုင်မယ်ဆိုလို့ရှိရင်အဆင်ပြေမယ်ဆိုလို့ရှိရင်တော့ချယ်ရီကိုလိုက်ပို့ပေးစီချင်ပါတယ်အဲ့နေလေးမှာအလုံးနဲ့လည်းဆုံချင်ပါတယ်လို့အဗိုတင်ကတော့အခုစနေပြီပေါ့နော်စနေပြီဆိုတာကဒါ influencer challenge အတွက်ပေါ့နော်သူကဒီ influencer challenge ကလည်းအဲ့လိုအဆင်ဆင်ပြန်ရတယ်ပေါ့နော်ဒီ Facebook မှာအရေးဆုံးပေးရတယ်ပေးပြီးတော့မှသူဒီ အအဖွဲတွေကတော့သူတို့အမျိုးမျိုးကွဲတယ်ပေါ့နော်ဒီယူရိုဆိုလို့ရှိရင်ယူရိုဘက်ဒီအေရှားဆိုလို့ရှိရင်အေရှားပေါ့နော်အဲ့ထဲမှာမှသူတို့ဝင်းသားတွေတယောက်ချင်းစီပြန်ယူရတယ်အခုဆိုလို့ရှိရင်ဒါ Facebook Challenge ရယ်ပြီးတော့ကြတော့ဒီ Insta Challenge ရယ်ပြီးသွားပြီပေါ့နော်ဆိုတော့ဒီ YouTube လာအောင်ပဲပေါ့နော် YouTube လာမယ် TikTok လာမယ်အဲ့လိုမျိုးအစင်းစင်းရှင်ပြိုင်ပြီးတော့မှဒီနောက်ဆုံး winner ရတဲ့ပေါ့နော်တယောက်ဒီသူကဒီ top 24ရဲ့ကိုဝင်မှာပေါ့ဒါရိုက်ဝင်မှာပေါ့အဲ့ဒီ challenge ကြီးကတော့အခုတော့စနေပါပြီ placement ကတော့ cherry နေနေရလေဘာကြီးရမညာကြီးရမရဲ့လို့အဲ့လိုမျိုးတော့မရှိဘူးပေါ့နော် cherry အကောင်းဆုံးလုပ်တဲ့ဒီ MM journey ကြီးရပေါ့နော် cherry တောက်လျှောက်ဖြေလာခဲ့တဲ့အဖြေတိုင်းပဲပေါ့နော်ကိုယ့်ဘက်ကအကောင်းဆုံးလုပ်မယ်ရတဲ့အရာလက်ကို cherry လက်ခံမယ် အဲပြောရွှေရွှေပါပဲကိုစူးစမ်းခဲ့တဲ့အတိုင်းပေါ့နော်ထပ်တူညီလို့ရှင်တော့ဒါအတိုင်းမသိပေါ့နော်မဒါပေမဲ့လည်းသူကဉျန်ဆန်းဝရိယအကုန်လုံးပေါင်းစုံမှလည်းဒါဝင်နေဆိုဆိုတာဖြစ်တာဟိုပြီးတော့ကျတော့ဒီဟို international ဒီကဟို organizer တွေရှာနေတဲ့ဒီ type ပုံစံမျိုးနဲ့ကိုနဲ့ထပ်တူညီမလားပေါ့နော်အဲ့လိုမျိုးလေးလည်းတစ်ချက်ရှိသေးတာဆိုတော့အဲဒီຢာလေးတွေပေါ်မှာတော့ cherry အကောင်းဆုံးစူးစမ်းနေမယ်ຢာလက်ကိုဒါ ကိုကတော့အမြင့်ဆုံးကိုပဲမျှော်လင့်နေပေါ့နော်ဒါပေမဲ့ဖြစ်မလာခဲ့လို့ရှိရင်လည်းကိုယ်စိတ်ကိုတော့ပြင်ဆင်ထားရရှင့်ဟုတ်